ခရစ်စတီယာနိုရိုနယ်ဒိုဟာဆော်ဒီမြေထွက်ခွာလာပြီးတဲ့300ရာသီမှာတော့အောင်မြင်မှုတစ်စုံတစ်ရာမရရှိခဲ့ဘူးသူရဲ့ဆော်ဒီစွန့်စားခန်းကိုကြာရှုံးတယ်လို့ပြောရပါလိမ့်မယ်ပြီးခဲ့တဲ့အပတ်က AFC Elite ပွဲကနေထွက်ခွာခဲ့ရပြီးတော့ Sorry Pro League မှာလည်း Champion ဖြစ်ဖို့အတွက်ပြောရင်းချက်မရှိတော့ဘူး၄ပွဲအကြံမှာစက်တမတ်အထိကွာအနေနဲ့ပြောမယ်ဆိုရင်နောက်ရသည် Champion League ဝင်ဝင်အတွက်တောင်အသေးအံရှုံးကန်ရမယ်အခြေအနေမှာရှိနေတယ်ဗောနော်ဒါကြောင့် Ronaldo ရဲ့ Sorry မြေစွန့်စားခန်းနဲ့ကြာရှုံးခန်းအကြောင်း Ronaldo ဘာဖြစ်လို့အခုလိုကြာရှုံးရလဲဆိုတဲ့အကြောင်းသူ့ရဲ့အသက်၄၀အရွယ်ဒုက္ခတွေအကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်ရနဒိုဟာဆော်ရီမြေကိုထွက်ခွာလာပြီး300တိရှိပြီး300တိတော့မှဘာအောင်မြင်မှုမှမရရှိခဲ့ဘူးဒါကြောင့်သူ့လိုလေပဲကစားသမားတယောက်တော့ဒါကိုကြာရှုံးတယ်လို့ပြောရလိမ့်မယ်ဒါပေမဲ့ကြာရှုံးတယ်ဆိုတာသူ့အပြစ်ကြီးပဲတော့မဟုတ်ဘူးမအောင်မြင်နေဆိုတာသူ့အပြစ်ကြီးပဲတော့မဟုတ်ဘူးတခြားသောအကြောင်းရင်းခံတွေရှိသေးတယ်ဒီဟာကိုလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားပြီးမှသူ့အတွက်တရားမျှတမှုရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ရိုနယ်ဒိုအနေနဲ့ဒီ အန်နာဆိုအသင်းကိုရောက်ရှိလာတယ်အဲ့တော့အန်နာဆိုအသင်းက sorry ရဲ့တကယ် mighty အသင်းကြီးဖြစ်တယ်ဒါပေမဲ့သူ့တသင်းနဲ့ရှိတာမဟုတ်နောက်ထပ်၃သင်းရှိတယ်ဒီ၄သင်းစလုံးကို sorry ရဲ့ sovereign fan ဖြစ်တယ် PIF ကပိုင်ဆိုင်ထားတယ်အဲ့တော့ PIF ဆိုတာဒါ Newcastle ကိုပိုင်ဆိုင်တဲ့ဒီ fan တခုပေါ့လေအဲ့တော့ sorry ရဲ့အကြီးဆုံးကမ္ဘာအကြီးဆုံး trillion နဲ့ချီတဲ့ဒေါ်လာတွေကိုရှိတဲ့ပိုင်ဆိုင်မှု equity fan ကြီးတခုဖြစ်တယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီ Ehlor AED hat and also ALE ဒီလေးသင်းကိုပိုင်ဆိုင်လဲပေါ့နော်အဲ့တော့နှစ်သင်းက react အခြေစိုက်ဖြစ်တယ်နှစ်သင်းက gerer အခြေစိုက်ဖြစ်တယ်လေးသင်းစလုံးကတကယ်အကြီးကြီးတွေအဲ့တော့ဒီနောက်ပိုင်းတွေမှာတော့ဒါ AE လာကအားလုံးအသိတဲ့အတိုင်းသူကတော့ဗရင်ကြီးပေါ့နော်သူကပယင်ကြီးနေနေရှိတယ်ပြီးတော့ AAD hat လည်းအင်မတန်ကောင်းတဲ့ခြေစွမ်းကိုတော့ရှောက်ပြတာနေတယ် Anna's လည်းကောင်းတယ်အဲ့တော့တမိုင်းတစ်လျှောက်မှာတော့ Ahila Anna's AAD hat ဆိုပြီးသွားပြင်မယ်ကျွန်တော်တို့လက်ရှိနောက်ပိုင်းခင်နေကြည့်ရင်တော့ အဲဒီလာကချွန်းချက်မရှိပြင်ပြီးရင်အဲဒီခက်ကပို့ပြီးတော့မြင့်တဲ့အဆင့်အနေနဲ့တတ်မှတ်လို့ရတယ်ဗောလေအဲ့တော့ဒါကအဲဒီရန်နဒိုတို့မရောက်ခင် sorry လီရဲ့ဒီတမိုင်းကြောင့်အခင်းအကျင်းပုံစံလေးဗောဒါပေမဲ့အခုကျွန်တော်ရန်နဒိုရောက်လာတယ်အော်ရန်နဒိုကကမ္ဘာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်ဗောနော်အဲ့တော့သူ့ကြောင့်ဒီလီကိုပြောင်းလဲမယ်အန်နာဆာကပို့ပြီးတော့လွှမ်းမိုးမယ်လို့ကျွန်တော်တို့ထင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒါကဒီအပေါ်ယံနေနဲ့ပြောရင်တော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘောလုံးအသင်းတစ်သင်းမှာတစ်ယောက်တည်းနဲ့စွမ်းဆောင်ခြင်းဆိုတာမဖြစ်နိုင်ဘူးဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့ အသင်းလိုက်ကစားနေတဲ့ team work လိုအပ်တယ်ဒါပေမဲ့ဘောလုံးလို17ယောက်ကစားတဲ့ team work နဲ့ basketball လို9ယောက်တဲ့ကစားတဲ့ team work နဲ့မတူဘူး basketball လို့မှာဒါ LeBron James Stephen Curry Kevin Durant ဒီကစားသမားတွေဟာသူတို့အသင်းကိုဒါဆွဲတင်လို့ရတယ်အတိုင်းအတာတစ်ခုလေးဆွဲတင်လို့ရတယ်အဲ့တော့ Phoenix Suns မှာတော့ Kevin Durant ကစားတာ Kevin Durant ဒီအသင်းကိုဆွဲတင်တယ် Devin Booker ဆွဲတင်တယ် Golden State Warriors Stephen Curry အခုသူဆွဲတင်တယ်အသင်းကို LeBron James ဒါ LA Lakers ကိုသူဆွဲတင်လို့ရတယ် ဒန်ဗာနက်ဂက်စ်မှာနီကိုလာဂျော့ကက်စ်သူ့အသင်းကိုသူ့ရဲ့တယောက်တည်းစွာနဲ့ဆွဲတင်လို့ရတယ်။သူ့အရန်ကုန်ထိုင်အသင်းကလုံးဝကျသွားတယ်။အဲ့တော့သူရှိနေတဲ့အချိန်မှာပဲအမှတ်တွေအများကြီးရအောင်ကစားလို့ရတယ်။ဒါဟာငါးယောက်ထဲမှာကစားတဲ့အသင်းအဲ့တော့ team work လိုအပ်တယ်။ဒါပေမဲ့လည်းတယောက်ထဲကနေထန်းတင်လို့ရတယ်။ဘောလုံးမှာအဲ့လိုမရဘူး။ဖြစ်ကုန်မှဖြစ်နိုင်ဘူး။တကယ်လို့အားလုံးဟာအသုံးမကျတဲ့အသင်းတွေကြီးပဲဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့အကုန်လုံးစုဖွဲ့မှုကောင်းနေရင်တော့မဖြစ်နိုင်ဘူး။အဲ့တော့အဲ့လိုမဖြစ်နိုင်တဲ့နေရာမှာအဲ့ဒီ concept နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင် sorry ရဲ့ထိတ်ဆုံး၄သင်းမှာ NASA ရဲ့ဖွဲ့စည်းပုံကတော်တော်လေးကိုအချိုးမချဖြစ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ NASA အကြောင်း Ronaldo အကြောင်းအရှင်မပြောဘဲနဲ့သူ့ပြိုင်ဘက်တွေအကြောင်းကျွန်တော်တို့အရင်ကြည့်ကြည့်မယ်ဒီယာဒီကိုပဲပူနွေ့နွေ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ထိတ်ဆုံးမှာဥဆောင်နေ AD hat အပြည့် A Hila တို့တကယ်ကောင်းတယ်ပေါ့နော်ပြီးတော့ဒီပြီးခဲ့တဲ့အပတ်ကပဲဒါ Champion League AFC Champion League AFC Elite ပြိုင်ပွဲကိုရယူသွားတယ် AR League အားလုံးကကြောက်ဖို့ကောင်းတဲ့လူအင်အားပိုင်ဆိုင်တာ AR League ဆိုရင်အဲပြောမှဆိုရင် sorry league က foreign player နိုင်ငံခြားကစားသမား quota ၈ယောက်ရှိတယ်ပြီးတော့လူငယ်ကစားသမား quota ၂ယောက်ရှိတယ်ပြီးတော့ unregistered player ဆိုပြီးထပ်ထည့်လို့ရတယ်အဲ့တော့အဲအားလီဆိုရင်အဲ unregistered player တွေမှာပါလူတွေရှိနေတယ်အသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လူငယ်အောင်ပြန်ကြည့်မယ်ဆိုအဲအားလီရဲ့ကိုယ်သမားက Chelsea ကိုယ်သမားဟောင်း Mandy ဖြစ်တယ်ခန်စစ်ဘဟုမှာ Roger Ibanez နဲ့ Mandy Tamberry ရှိတယ်အဲ့တော့ CA ရဲ့ထိပ်တန်းနောက်ကန်စားသမားတွေဖြစ်ခဲ့တဲ့လူတွေပြီးတော့ Queen လည်းမှာဆိုရင် Cassie ရှိတယ်အဲ့တော့ဒါထိပ်တန်း Queen လည်းကစားသမားအဖြစ်ဒါဥရောပမှာ မကြောက်တင်ပြီးသားကစားသမားဖြစ်တဲ့အရွယ်ကလည်းအလွန်ကြီးမဟုတ်သေးဘူးပြီးတော့သူ့အရှိရာကွင်းနဲ့တိုက်စစ်တန်းပြောမယ်ဆိုရင် Real Madrid ရှိတယ် Roberto Firmino ရှိတယ် Galeno ရှိတယ်အဲ့တော့ Madrid နဲ့ Galeno ကအလက်ကြီးရှိတယ်လို့ Firmino ရဲ့စွမ်းဆောင်ရည်ကလည်းအားလုံးကြီးတဲ့အချောက်ဖို့အရင်ကောင်းတယ်တိုက်စစ်အထောင်မှာ Ivan Toni ရှိတယ် Brentford အသင်းရဲ့အရွယ်ကောင်းတိုက်စစ်ကစားသမားအဲ့တော့လုံးဝပြပြစုံနေတယ်အဲ့တော့ unregistered player အနေနဲ့ Roberto Firmino နဲ့ Alois Ski ကိုထားတယ်အဲ့တော့ Alois Ski ထပ်ပါလာကြတယ် Alois Ski က list အသင်းနဲ့ကျွန်တော်တို့သိခဲ့ကြတယ်ပေါ့နော် ဒီ Northern Macedonia Macedonia အသင်းရဲ့အဓိကစာသမားတစ်ယောက်လည်းဖြစ်တယ်အဲ့တော့ဒီအသင်းကတသင်းလုံးကြီးပြည်စုံနေပြီးတော့ဥရောပမှာသွားကစားနေတော့ဒါအသင်းကြီးလေပဲအသင်းဖြစ်နေပြီပေါ့နော်ဒါပြင်ဒီ Juventus one player တွေကဒါ Gabriel Viga လို့ဒါ Cedervigo ရဲ့လူငယ်ကျယ်ပွင့်နေသူတို့ရအောင်ခေါ်ယူလိုက်တယ်ထိတ်တန်းနာမည်ထွက်နေတဲ့ Viga နော်အဲ့တော့ပြောမယ်ဆိုရင်အလောက်ကြီးကိုတောင်းတင်နေအဲ့အားလေးဒါကြောင့်လေသူတို့ Champion League AFC Champion League AFC AD ကိုရရှိခဲ့တယ်ပေါ့နော်အဲ့တော့နောက်ထပ်နှစ်သင်းအဲဟီလာပြီးခဲ့တဲ့နှစ်က Champion ပြီးတော့ ASC Champion League ပွဲတွေနဲ့ထိတ်ဆုံးဘိုလိုဘိုတချိန်လုံးရောက်နေတဲ့အသင်းနေမာတို့ရဲ့အသင်းပေါ့နော်အဲ့တော့နေမာတို့ထောက်ခေါသွားပြီဒါပေမဲ့ကျန်တဲ့လူဝင်ရောက်ကြည်လိုက်ကြောက်စရာကြီးဆိုတာမြင်ရလိမ့်မယ်အဲ့တော့တေချာကြည့်မယ်ဆိုရင်ဂိုးသမားနေရာမှာပိုနိုရှိတယ်အဲ့တော့မော်ရိုကိုအသင်းရဲ့အကြီးကဂိုးသမားဆီဗီယာအသင်းရဲ့အကြီးကဂိုးသမားပြီးတော့သူ့အရှိမဒီစန်တာဘက်နေရာမှာခူလီဘလီရှိတယ် right back နေရာမှာကန်ဆယ်လို့ရှိတယ်ဘယ်နောက်ကန်လူနေရာမှာကြာတော့ကျွန်တော်တို့ ် renal load ရှိတယ်အဲ့တော့ဒီကစားသမားတွေကအကောင်းဆုံးအခြေအနေမှာရှိနေသေးတဲ့ကစားသမား allergy ရှိနေသေးတဲ့ကစားသမားကွင်းလယ်မှာပို့ပြီးတော့လက်သေးတယ် ruben davis နဲ့ milinkovic စာပေအဲ့ဒီကွင်းလယ်တပတ်ပြဖို့ကြိုက်တဲ့အသင်းကိုပို့လိုက်ဥရောပမှာထိတ်တန်းနေရာရရှိမှာတေချာပဲဖြစ်တယ်ဥရောပထိတ်တန်းအသင်းနေတဲ့တကယ်လိုက်ခဲ့တဲ့ player တွေဖြစ်တယ်အဲ့တော့သူတို့ဟာဒီမှာကစားနေတယ်အဲ့တော့ကွင်းလယ်ရဲ့အရေးပါမှုကအလုံးနဲ့သိရတာအထွေထူးရှင်းပြနေစရာတော့မလိုဘူးတိုက်စင်မှုဘလောက်ကောင်းကောင်းနောက်ကပေါ်လို့မလာရင်ကိုးသွင်းလို့မရဘူးအဲ့တော့အဲ့ဒီ double pivot ကအင်မတန်တောင့်တင်းခိုင်ပါတယ်ပြီးတော့ အလုတ်ကစားဖို့အတွက်မဲခွန်လိုကစားသမားရှိတယ်ပြီးတော့မာကော့စ်လီယိုနာလိုကစားသမားရှိတယ်သူကတော့လူငယ်လူငယ်ပက်ကေ့ပက်ကေ့ကနေလာတာပေါ့နော်ပြီးတော့ဘဲတာမှာ sorry arabia အသင်းရဲ့အကောင်းဆုံးကစားသမား edor sorry ရှိတယ်တိုက်စစ်မှာမီလင်ကိုဗစ်ရှိတယ်အဲ့တော့တသင်းလုံးအပြည့်ပဲလုံးဝပြည့်တင်းနေတဲ့လူဝင်အားကိုအဲဟီလာကပိုင်ဆိုင်ထားတာဖြစ်တယ်ပြီးတော့ကျွန်တော်နောက်ထပ်တသင်းကိုကြည့်ကြမယ် aad hat ဒါဘန်ဇီမာရဲ့အသင်းဟုတ်ပြီခုနအသင်းတွေလာမတောင့်တင်းဘူးဆိုပေမဲ့တော်တော်ကြီးတောင့်တင်းတဲ့လူဝင်အားပိုင်ဆိုင်ထားတယ်အထူးသဖြင့်တိုက်စစ်မှာ တိုက်စစ်အထောက်မှာဘန်ဇီမာရှိတယ်။ညတော်မှာစတီဗင်ဘက်ဖိုင်းရှိတယ်။စန်တာအတက်ကင်မစ်ဖီလ်ဒါနေရာမှာဟာဆန်အော်ဝါရှိတယ်။ဘက်တာမှာမူဆာတီယာဘီရှိတယ်။အဲ့အနောက်မှာအန်ဂိုလိုကွန်တင်နဲ့ဒီဘက်မှာဖာဘီညိုတို့ကတောင်းနေယူထားတယ်။အဲ့တော့အဲ့ဒီအရှေ့က6ယောက်ဟာဥရောပမှာကြိုက်တဲ့အသင်ကိုရွှေ့တယ်။ဒါထိတ်တန်းအဆင့်ရှိတယ်ဆိုတာအလုံးလက်ခံကြလိမ့်မယ်။အဲ့တော့အဲ့ဒီ level ကြီးပြီးတော့ကန်ဆယ်မှာလည်းတန်နီယိုပရီရာတို့ရှိသေးတယ်ပေါ့နော်။အပြီးတော့ဒီအမ်ကျွန်တော်နာမည်မင်းတွေတော့အယ်ဘေးနီးယားအသင်းကမတ်တာရှ်လာမသိဘူးတယောက် ဒီ Greek League ကနေခေါ်ထားတာပေါ့နော်အဲသူတို့ရှိတယ်ကိုသမားကလည်းစိတ်ချရတဲ့ကိုသမားဖြစ်တယ်စာဘီယာကိုသမားဖြစ်တယ်အဲ့တော့ဒီအသင်းကလည်းတော်တော်ကြီးကိုပြည့်စုံတယ်ကျွန်တော်ရော်နယ်ဒိုရဲ့ model ရော်နယ်ဒိုရဲ့အသင်းကိုကြည့်ကြည့်မယ်ခံစစ်မှာတော့မဆိုးဘူးစီမာကွန်နဲ့ Emirate Laport တို့ရှိတယ်ဒါပေမဲ့ပြဿနာကရော်နယ်ဒိုရဲ့အသင်းကကွင်းလယ်ကစားလုံးမှာမရှိဘူး holding midfielder မရှိဘူးအဲ့တော့ Brozovic ကိုအာဂိုကြီးခေါ်လာတယ်ဒါပေမဲ့ Brozovic ကခုနပြောခဲ့တဲ့ကစားသမားအကုန်လုံးနဲ့ရှင်လာရင်သူက profile ပုံနေတယ်လို့အသက်လည်းကြီးနေပြီပြီးတော့ဒီရာဒီမှာလည်း ပြပြဝကစားခြင်းမရှိဘူးမနစ်ကခေါ်ယူခဲ့တဲ့ Seiko Forerunner ကလည်းအသင်းပြန်ပြောင်းသွားခဲ့ပြီအဲ့တော့ကွင်းထဲမှာသူတယောက်ဘယ်လောက်လောက်လဲရှိတယ်ကျန်တဲ့လူတွေခေါ်လာတာကဒီ NASA ရဲ့ banner ရေးတွေကိုတုံးထားတာကတိုက်စစ်ကစားသမားတွေပုံထက်နေမာနေရှိမယ်ပြီးတော့ဒီ Otavio ပေါ့နော် Portuguese Porto အသင်း Otavio ရှိမယ်အပြီးတော့ John Juran ရှိမယ်အဲ့တော့ဒီကစားသမားတွေ Ronaldo အတွက်လိုအပ်တဲ့ကစားသမားတွေမဟုတ် Ronaldo ကိုသွင်းဖို့အတွက်ဖန်တီးမဲ့ကစားသမားတွေလိုတာအဲ့တော့မာနေကလည်းကိုသွင်းတာပေါ့အသင်းကစားသမားဖြစ်တယ် Otavio က hard working player ဖြစ်တယ် playmaker မဟုတ်ဘူးဂျွန်ဂျူရန်ပိုးဆိုးသေးတယ်သူကတိုက်စင်မှု Ronaldo ထက်တော့တိုက်စင်မှုပိုးဆန်သေးတယ်အဲ့တော့ Ronaldo အနေနဲ့ဒီကစားသမားတွေနဲ့ပေါင်းဆက်ပြီးတော့တင်းပွဲတစ်ခုရအောင်ဘယ်လိုမျိုးကစားမှာလဲအဲ့တော့ Ronaldo မှာအားနည်းချက်မရှိကြဘူး Ronaldo ကခြေကျနေပြီဆိုတော့အားလုံးနဲ့လက်ခံကြလိမ့်မယ်ဒါပေမဲ့အဲ့ခြေကျတာကိုပိုကြဖို့အတွက်အသင်းရဲ့ပတ်ဝန်းကျင်ကဖန်တီးနေတဲ့အခါမှာ Ronaldo ကိုလည်းဘာမှစွန့်လို့မရတော့ဘူး ဖြစ်သွားတယ်အခုဆိုရင်ဒါ league မှာအဆင့်၄ဖြစ်နေတယ် AFC Champion League မှာလည်းတက်တာပြလိုက်ရပြီ AFC Champion League ပွဲ Kawasaki Frontale အသင်းဂျပန်အသင်းနဲ့ထင်တယ်ဗောနော်အဲ့တော့အဲ့ပွဲကျွန်တော်ကြည့်လိုက်ရတယ်ဘာမှလုပ်လို့မရဘူးဂျပန်အသင်းကစုစုစည်စည်နဲ့ကစားသွားတယ်လိုအပ်ရင်ခန်းစစ်ကစားတယ်ခန်းစစ်ကစားနေတဲ့အချိန်မှာဖောက်လို့မရဘူးအဲ့တော့ play making တွေကျွန်တော်တို့မတွေ့ရအောင် away ball တွေလှမ်းတင်တာတယောက်တည်းဆွဲပြေးတာ drop ball တွေပြန်ကောက်တာဒါတွေပဲလုပ်နေရင် penalty ရအောင် Ronaldo လည်းလှဲချရတယ်အဲ့အဲ့အရာကြီးကျွန်တော်တို့ပဲတွေ့နေရတယ်အဲ့တော့ပြောချင်တာကကစားကွက်မရှိဘူးကစားကွက်ဖန်တီးမယ်လို့မရှိဘူးအဲ့တော့ ဲ့လိုအသင်းမှာရိုနယ်ဒိုလည်းဘာမှလုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့ sorry မြေကြာရှုံကန်ရိုနယ်ဒိုရဲ့ sorry မြေကြာရှုံကန်ဟာဒီအကြောင်းအချက်တွေကြောင့်ဖြစ်ခဲ့တာဖြစ်ပါတယ်သူ့အနေနဲ့ဒါအသက်30လောက်ကလို့တယောက်တည်းရှုံလို့ရရင်တော့ maybe တခုခုလုံးပြနိုင်အောင်ပြနိုင်လဲဒါပေမဲ့ तू ကအသက်40ဆွဲအရွယ်ရှိလာခဲ့ပြီ40အရွယ်ရဲ့ဒုက္ခတွေနဲ့ဝါရှင်တက်ကြီးတိုက်စစ်မှုဖြစ်နေပြီအဲ့တော့ဝါရှင်တက်ကြီးတိုက်စစ်မှုဆိုတဲ့စကားမှလည်းအဖြေကပါနေပြီဖြစ်တယ်တိုက်စစ်မှုဆိုတာကပွဲကိုအကြောင်းနဲ့လုံနိုင်တယ်ဒါပေမဲ့ဘောလုံးဟာသူ့စီရောက်မှာ တော့အဲ့လိုရဖို့အတွက် play maker အကောင်းတွေလိုတယ်အန်နာဆာဟာ Ronaldo ရှိနေတဲ့အချိန်တောက်လျှောက်မှာအဲ့ဒီအချက်လုံးဝမရှိခဲ့တဲ့အတွက် Ronaldo အနေနဲ့အကြီးကျယ်ဒုက္ခရောက်ခဲ့တယ်အဲ့တော့ Ronaldo ဟာဒီလိုမျိုး sorry မြန်မာကြာရှုံးခဲ့တဲ့အတွက်သူ့အတွက်မြေးနှစ်ခါနားတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ तू အောင်မြင်မရဘူးအောင်မြင်မရတဲ့တင် तू ဒီကိုလာခဲ့တာ तू မှာရီမန်းချက်တွေပတ်စံတခုလည်းမဟုတ်ဘူး तू AFC Champion League လိုချင်တယ်နောက်ထပ်ဒီဖလားတွေလိုချင်တယ်ဥရောပလည်းမဟုတ်ဘူးအာရှမှာပါအောင်မြင်တယ်ဆိုတဲ့အရာလိုချင်တယ် तू ဟာဥရောပမှာ Mr Champion League ဖြစ်သူပါတယ် ဲ့တော့အာရှရဲ့ Mr. Champion League လေးလှုပ်ချင်တယ်အဲ့တော့ဒီမှာစာချုပ်တက်တန်းကိုရင် maybe North America မြောက်အမေရိကသွားပြီးတော့အမှ Mr. Champion League ထပ်လှုပ်ကောင်းလှုပ်လိုက်မယ်အဲ့တော့အဲ့ဒီလိုမျိုး project တွေအတွက်ဒီဖြတ်သွားတဲ့ဘူတာတစ်ခု sorry Arabia ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘူတာတစ်ခုမှာပြန်လို့ကြာရှုံသွားတယ်သူတို့အတွက်ကြီးမားတယ်အဲ့တော့ဒီနေရာဟာဝေဖန်ခံရတဲ့နေရာဖြစ်တယ်ပြောမယ်ဆိုရင် sorry arabia sport version လုပ်တယ်ပေါ့နော်သူတို့ရဲ့ကမ္ဘာနိုင်ငံရေးစက်ခုံမှာမရှူမလဖြစ်နေတဲ့ဒီမလမပဖြစ်နေတဲ့ပုံရိပ်တွေကိုအားကစားမှာပတ်စံတွေအများကြီးသုံးပြီးတော့ ီ sport washing လုပ်နေတဲ့နိုင်ငံပေါ့เนาะအဲ့တော့အဲ့ဒီအတွက် Ronaldo ဟာကြီးမားတဲ့သူ့ရဲ့ကြီးမားတဲ့ပုံရိပ်ကိုအသုံးပြုလိုက်ရတယ်သူပတ်စံနေအများကြီးတန်း200လောက်မျိုးလာစားအနေနဲ့ရရှိတယ်နောက်ထပ်တခြားသော sponsor man တွေအများကြီးရရှိတယ်ဒါပေမဲ့သူ့ရဲ့ကုန်သိက်ဟာဥပမာ Tiger Woods လို့လို့ဒီ dollar billion တန်းချီရယ်ကန်လန်နဲ့မရိုက်ဘူးလာပဲလာပြီးမရိုက်ဘဲနဲ့ထိုင်နေတော့ဒေါ်လာ1 billion ပေးမယ်ဆိုတော့တိုက်ကဝကညင်းပယ်ခဲ့တာဖြစ်တယ်။အဲ့တော့ဆော်ဒီက Live Golf နဲ့ Golf Log ကိုတိုက်ခိုက်တယ်ဗောနော Dustin Johnson တို့ Phil Mickelson တို့ အာပြီးတော့ဒီစာဂျီယိုကာစီယာတို့တကယ်ထိတ်တန်းအများကြီးပဲဂျွန်ရမ်နဲ့ပါတယ်ပေါ့နော်ထိတ်တန်းကော့ဖာတွေကိုခေါ်ပြီးတော့လစ်ကော့ဖ်နဲ့သူတို့တဆင်ထောင်းတယ်ပေါ့လေအဲ့တော့အမှတိုက်ကဝူကညင်းလိုက်တာပေါ့အဲ့တော့တိုက်ကဝူရဲ့ဂုဏ်သိက္ခာကအင်မီလန်ကြီးမားတယ်ဆိုတဲ့အသွင်ကိုဖြစ်သွားတယ်အခြားဘက်မှာတော့ရိုနယ်ဒိုဟာတိုက်ကဝူတက်၅ဆနဲ့တဲ့ဒီလာစာရိုနယ်ဒိုတော့တော့အင်မတန်များတာပေါ့ဒါပေမဲ့ဒီအားကစားကဘာတစ်ခုလို့ဥပမာကော့ဖ်လော့ကာကတိုက်ကဝူကိုအမြင်နဲ့ကြည့်ရင်တော့ဒါဟာပါမွားလေးပဲရှိတာပေါ့လေအဲ့တော့ရိုနယ်ဒိုကတစ်ချိန်ချိန်မှာ ဒီ Tiger Woods level လက်ရှိမှာလည်းရောက်နေပါပြီ Gold level ကစားသမားအဲ့တော့ Gold level ကစားသမားတွေမှာတခြားသောဒီဝေဖန်ခံရတဲ့နိုင်တဲ့အချက်လက်တွေပုံများတယ်အဲ့တော့ Ronaldo တို့ကလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်ခံရတယ်ပေါ့နော်ဆိုလိုချင်တာကမီးရင်းနှက်ခါလားဆိုတော့သူသူ့ရဲ့နာတဲ့အကြောင်းရင်းလည်းမှာဒီသူ့ရဲ့ဂုဏ်သိက္ခာကိုအနည်းငယ်စတိခံပြီးတော့သူဒီ league ကိုလာခံရတဲ့ပြဿနာတခုရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းဖြစ်ခဲ့တယ်အောင်မြင်မှုလည်းမရဘူးဖြစ်ခဲ့တယ်ပေါ့လေအဲ့တော့ဒီ sport version ဆိုတဲ့နေရာမှာတော့ Ronaldo ကိုမကောင်းပြောရလည်းမဟုတ်သလို sorry ကိုမကောင်းပြောတာလည်းမဟုတ်ဘူးပြောမှဆိုရင်ဒါသတင်းခုကိုတင်ပြခြင်းသာဖြစ်တယ်အဲ့တော့ဒီအကြောင်းရတဲ့အကုန်လုံးမှာနောက်ထပ်စင်ပွားအကြောင်းရတဲ့ရှိနေသေးတယ်ပေါ့နော်အဲ့တော့အဲကျွန်တော်ဒီအကြောင်းတွေလည်းမကြာခဏစောင်းမိုက်လည်းရေးခဲ့ပြီးပါပြီအဲ့တော့ sorry sport version လုပ်တယ်ဒါကမကောင်းလို့ပြောလို့ရတယ်ဒါပေမဲ့လည်းပြောမှဆိုရင်ဘောလုံး block တစ်ခုလုံးဟာ sorry ပဲမတန်စင်တာမဟုတ်မတန်ရှင်းတာမဟုတ်ဘောလုံး block တစ်ခုလုံးမတန်ရှင်းမတန်စင် sorry Arabia နိုင်ငံပဲနိုင်ငံကြီးနဲ့ပတ်သက်မတန်စင်တာမဟုတ်မတန်ရှင်းတာမဟုတ်ဘူး အင်္ဂလန်ပြင်သစ်ကြိုက်တဲ့နိုင်ငံကိုရွှေ့ချလိုက်ဒီဥရောပနိုင်ငံတွေကကိုလိုနီမလုပ်ဘူးတဲ့နိုင်ငံသူများနိုင်ငံမဖြတ်စည်းဘူးတဲ့နိုင်ငံတွေမရှိဘူးလက်ရှိအချိန်မှာလည်းကသဘာဝပတ်ဝန်းကျင်ဟာအစတခြားသောကိစ္စတွေအစုံသူတို့ဒုက္ခမပေးနေတဲ့အရာတွေမရှိဘူးရှီနန်ကိုကြည့်မလားရှီနန်မှာထိတ်ဆုံးဆယ်နိုင်ငံမှာဆော်ဒီအာရေဗျအရန်ကိုနံပါတ်1ဒါပေမဲ့အဲ့နောက်ကဒါဆီနိုဖက်တရုတ်ရှိမယ်အပြင်ဒါအက်ဆွန်မိုဘိလ်တို့အပြီးရှယ်တို့အပြီးပက်ပီတို့အပြီးရှက်ဗရွန်တို့အပြီးအမေရိကန်တို့ဒီအမေရိကန်နဲ့ အင်္ဂလန်ကုမ္ပဏီပြင်သစ်ကုမ္ပဏီပဲပြည်နေရတခြားသော mining တွေဒီ steel လုပ်ငန်းတွေတခြားသော semiconductor အစားရှိသဖြင့်ပေါ့နော်ဒီကဘာကြီးရဲ့အရင်အမြစ်တွေအလွန်ကျွံသုံးဆွဲရတဲ့အရာတွေမှာအဲ့ဒီလူခွင့်ရေးအော်နေတဲ့နိုင်ငံတွေကပဲကြီးစိုးထားတာဖြစ်တယ်ဒါကသူတို့အပြစ်လည်းမဟုတ်ဒါကကဘာကြီးရဲ့ဒီလိုပဲလက်ပတ်နေရပဲအဲ့တော့ဆိုလိုချင်တာက sorry ပဲညစ်ပတ်နေရလည်းမဟုတ်ဘူးတခြားသောနိုင်ငံတွေလည်းအတူတူပဲအဲ့တော့ sorry ကိုပဲထူးခဲ့ပြီးတော့ဝိုင်းပြီးတော့ spotlight လုပ်ပြီးတော့ wave fan နေတာကလည်းမှန်မှန်သလို uh, sorry မှန်တယ်လို့ပြောတာကလည်းမမှန်ဘူး။သူ့အကြောင်းအချက်တွေအကုန်လုံးဟာဒီ context ကိုအပြည့်အစုံထည့်ပြောမှမှန်မှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ကဒီက disclaimer အနေနဲ့ထပ်ပြီးတော့ထည့်ပြရတာပေါ့နော်။ထပ်ပြီးတော့ထည့်ပြရဖြစ်တယ်။မူရင်းအခြေအနေမူရင်း topic ကိုပြန်သွားရရင်တော့ Renato ဟာဒီကိစ္စရဲ့အကြောင်းမိရင်းနှစ်ခါနာခဲ့ရတယ်။လက်ရှိအချိန်မှာတော့ဒီရာဒီကုံရင်သူစာချုပ်တန်းကုံဆုံးပြီ။အဲ့တော့ဘယ်လိုရှင်းဆက်မလဲဆိုတော့ကျွန်တော်တို့မသိရသေးဘူး။လက်ရှိအချိန်မှာတော့အမ်ဒီတောင်အမေရိကန် Palmeiras လို့အသင်းမျိုးနဲ့ဒါချိန်ဆက်တွေရှိနေတယ်လို့တဲ့တဲ့နဲ့ထွက်နေရ Ronaldo ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရဖို့ရှိနေတယ် Ronaldo ခြေစွမ်းကျဆင်းနေတယ်ဆိုတာလည်းတကယ်အမှန်ပဲဒါပေမဲ့သူ့ရဲ့ကိုယ်တထောင်အိမ်မက်ကြီးရှိတယ်အဲ့တထောင်အိမ်မက်ကိုမရောက်မချင်းတော့သူရက်မယ်လို့မထင်ဘူးဒါအပြင်သူ့အနေနဲ့2026ကမ္ဘာဖလားကိုပါဝင်ဆင်နွှဲခြင်းနေတုံးမယ်အဲ့တော့တောင်အမေရိကကိုပြောင်းသွားရလဲတကယ်တော့ဖြစ်နိုင်ခြေတော်တော်လေးကိုများတယ်သူက Portuguese ဖြစ်နေတဲ့အခါမှာ Brazil နဲ့သူနဲ့ကွက်တီပဲဖြစ်နေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ ပြောမှဆိုရင်ရနယ်ဒိုအတွက်ဆက်လျှောက်ကြကြံသေးတယ်ဒီ sorry မှာတော့သူ့အတွက်အောင်မြင်မှုရောခွန်သိက္ခာပိုင်းအနည်းငယ်ပွန့်ပဲ့သွားတာတော့ကျွန်တော်တို့မြင်ရခဲ့ပြီရနယ်ဒိုဘာတွေဆက်လုပ်အောင်မှာလဲကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရပါလိမ့်မယ်ဘာဖြစ်သူ့ရဲ့ဒီ journey ကြီးအရှိကြီးကတော့မစုံနိုင်လောက်အောင်ကျွန်တော်တို့ကိုပြောပြနေပြီးတော့သူ့စီရနဲ့ကျွန်တော်တို့မြင်တွေ့ရတဲ့အကြောင်းအရာတွေလည်းရှိခဲ့တယ်လက်ရှိဘူတာတစ်ခုဖြစ်တဲ့ sorry မှာတော့သူကကြာရှုံးသွားခဲ့တယ်ကြာရှုံးသွားခဲ့မှုမှာလဲနောက် ခံအကြောင်းရင်းရှိနေတယ်ဆိုတဲ့အကြောင်းကိုတင်ပြချင်တာဖြစ်ပါတယ်ကြည့်ရှုအပိတ်ခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာ